ဘဝမှာစိန်ခေါ်မှုတွေကိုရင်ဆိုင်ရင်းနဲ့ကိုကုတ်ကိုအရန်ပင့်မှန်းနေတယ်လို့ခံစားရလား။ဒါမှမဟုတ်လို့ရှိရင်စိတ်ဖိစီးမှုတွေနဲ့မွန်းကျက်ပြီးတော့ကိုကုတ်ကိုလမ်းပြောင်းနေတယ်လို့ခံစားရလား။ဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်။ Sunshine's Travel Vlog ဆန်ရီဆန်ဆိုင်မေမေတို့လေတောင်ဝိုင်းတောင်သွားတက်ပါတောင်သွားတက်ပါအဲဆန်ဆိုင်လေးကခဏလေးမေမေမေးဦးမယ်ဆန်ဆိုင်လေးကဒါတောင်တက်မယ် အဲတောင်တက်မယ်ဒါအခန်းထဲမှာစောင့် wish မှာတောင်တက်မလားအခန်းထဲမှာစောင့်အော်တောင်တက်အော်တောင်တက်ပဲအခန်းထဲမှာစောင့် wish တောင်တက်မယ်တောင်တက်မယ်အခန်းထဲမှာစောင့်တောင်တက်လောင်ဝန်းတို့ကသမီးလေး6နှစ်ပြည့်မွေးနေ့အမှတ်တရအနေနဲ့ ဖန်အန်ခင်းကြီးစဉ်တော့ပြစ်ပါတယ်အဲ့ဒီမှာတောင်ဝိုင်းတောင်တက်မဲ့အစီအစဉ်လေးလက်ပါနေတယ်ပေါ့နော်ဒီတော့ကလေးကိုဟိုတယ်မှာထိုင်ခဲ့မှာလားဒါမှမဟုတ်ရင်သူ့ကို တောင်တက်ဖို့ခေါ်ရမလားဆိုပြီးတော့လောင်းတို့ choice လုပ်တဲ့အခါမှာတော့သူ့တက်နိုင်တဲ့လောက်လေးသူ့ကိုတောင်တက်တဲ့ experience လေးရရှိခြင်းတဲ့အခါကျတော့လောင်းတို့တောင်တက်ဖို့ decision ချခဲ့တယ်သမီးလေးကိုလည်းခေါ်လာခဲ့တယ်ပေါ့နော် ားလုံးသိတဲ့အတိုင်းပဲတောင်ဝိုင်းတောင်ဆိုတာကအတက်ကျန်တယ်လမ်းလဲကျန်တယ်အဲ့ဒီအခါကျတော့ sunshine တို့လိုမျိုးရန်ကုန်မှာအဲကွန်ကန်နဲ့ထားပြီးတော့ပို့လို့ဥပီးမွေးထားတဲ့ကလေးလေးအတွက်ကလုံနိုင်မယ်လို့မထင်ထားခဲ့တာတော့အမှန်ပါပဲဒီလိုနဲ့လမ်းဝန်းတို့စပြီးတက်လာပြီးဆိုတော့ဟိုကဒီလိုမျိုးကြောင်းလေးကနဲ့လမ်းကျန်လေးကိုစပြီးတော့တက်လာရတယ်ပေါ့နော် sunshine နေခင်ဗျာ သူ6တောက်တေးသေးလေးနဲ့အာယူပြီးတော့သူစူးစမ်းပြီးတော့တက်ရှာရတယ် နေခါအဆင့်အမတ်ကြီးကိုတက်ပြီးတဲ့အချိန်မှာသမီးလေးတော်တော်မောနေတဲ့အခါကျတော့လာဝန်တော်ကဖြစ်ပါမလားပြန်လဲကြမလားဆိုပြီးတော့စဉ်းစားကြတယ်ပေါ့နော်အဲ့မှာသမီးလေးကိုလာဝန်တော်အေးအေးဆေးဆေးနားဖို့အတွက်အချိန်ပေးလိုက်တယ်လာဝန်တော်ယူလာတဲ့အခင်းတွေပန်ကားတွေရေတွေနဲ့ဆန်ဆိုင်တွေကိုတေချာလေးအနားပေးကြတယ် ဲ့ဒီမှာအန်အောင်စရာတခုကိုတွေ့လိုက်ရတာက sunshine လေးကအနားယူပြီးတဲ့အချိန်မှာ သူနောက်ပြန်လှည့်ဆင်းဖို့မစင်စားဘဲနဲ့အရှိကိုသူဥဆောင်ပြီးတော့စတတ်ပါတယ်။ရပြီတက်တက်ပြီတက်ဒီလိုနဲ့တောင်တက်လာရင်းနဲ့မှ sunshine လေးကိုကြည့်ရင်လည်းအရန်ကိုရင်ထဲမှာဝန်းနေဝန်းသာဖြစ်ရတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ခြေထောက်တသေးလေးနေနဲ့သူနိုင်တဲ့လောက်လေးစူးစမ်းနေတာကလောင်မလို့ရင်ထဲကိုတကယ်ကိုဟတ်ထိစေတယ်။နောက်တစ်ခုကကိုကိုနိုင်လည်း breakthrough ဖြစ်ရတယ်။တမင်းလေးလိုဒီလိုခွေးလေးတစ်ခေါင်တော့မှသူ့ခြေထောက်တသေးလေးနေအားသုံးပြီးတော့သူလုံးနိုင်တယ်ဆိုလို့ရှိရင်လောင်မလို့ရဲ့ life မှာလောင်မလို့အများကြီးစူးစမ်းနိုင်တဲ့အကောင်းဆုံးနေ့အများကြီးလုံပြနိုင်တာရှိသေးတယ်ပေါ့နော်။ နောက်တစ်ချက်ကလောင်ရဲ့အတွင်းထဲမှာရှိနေတဲ့ဒီခွန်အားတွေကလောင်နုထင်ထားတာတပိုးပြီးတော့တတ်ပါတယ်။ဆန်ဆိုင်မင်းဆိုလို့ရှိရင်အခုဒီတောင်းကိုတတ်တဲ့အခါမှာ "तू မပင်မန်းလား"ဆိုတော့ပင်မန်းတယ်။ဒါပေမဲ့ तू လိုအပ်လာတဲ့အချိန်မှာသူ့ရဲ့ဒီ hidden ဖြစ်နေတဲ့ strange တွေကထွက်လာတယ်ပေါ့နော်။ နောက်တစ်ချက်ကကြတော့လာဝန်တို့ရဲ့ team ကကြတော့ sunshine day အတွက်ကိုရေဒီ snack တွေအနားယူဖို့ပြင်ဆင်ပေးတယ်ဒီတော့လာဝန်တို့ရဲ့ဘဝတွေမှာဆိုလို့ရှိရင်လည်းကိုသွားမဲ့လမ်းတွေမှာ support ပေးတဲ့သူကိုကိုယ်ကိုခဲလုပ်ပေးတဲ့သူတွေရှိတဲ့အခါကြလို့ရှိရင်လာဝန်တို့ရဲ့ခရီးကမြန်မြန်ရောက်လွယ်တယ် နံပါတ်၄အချက်အနေနဲ့ကတော့လာဝန်းတို့တွေပင်ပန်းလာတဲ့အခါမှာအနားယူဖို့ရပါတယ်အဓိကအနားယူတယ်ဆိုတာရက်လိုက်တာမဟုတ်ဘူးနောက်ထပ်ဒီထက်ပိုဝေးတဲ့နေရာကိုသွားဖို့ဒီထက်ပိုပြီးလုံနိုင်ဖို့အတွက်ကိုလာဝန်းတို့ကပြန်ပြီးတော့ခွန်အားအသက်ပြန်မွေးတာဖြစ်တဲ့အတွက်အနားယူတာလည်းလိုအပ်တယ်ပေါ့နော်ရရင်ပြင်မရှာတဲ့အစားတော့မစားနိုင်ဘူးလို့များထင်တော့မှားသွားမှာပေါ့နော် ်ဟဲ့ sunshine လို့မြန်တောင်တက်တာတာရတယ်ဟိုမကြည့်哦ပြင်မမှုနေနေတတ်တာမုံလေးစားလိုက်ရေးအဲမျိုးလုံးလေးတော့မိတ်အိုးမပြရ sunshine လုံးဝ paradise ပဲဟာလားဝေးကြအောင်တောင်တက်တာလေပြန်စားတာနဲ့ဒီဘူဝါတော့မှာပဲ အဲ့လိုနဲ့တမီးလေးကသွားရင်းနဲ့သူနားတဲ့အချိန်လေးပေါ့သူနားတဲ့အချိန်လေးမှာလာဝန်တော့တေချာလေးအချိန်ပေးပြီးတော့နားတဲ့အခါကျတော့အဲ့ဒီပန်ဝင်းကျင်မှာရှိတဲ့အလှပတွေကိုတေချာကြည့်ပြီးတော့ခန်းစားဖြစ်ခဲ့တယ်။ဒါကြောင့်လာဝန်တို့ကကိုယ်တတ်မှတ်ထားတဲ့ဂိုးတွေအိမ်ဝင်တိုင်းမှာကားဝင်တိုင်းမှာစသဖြင့်ဒီဂိုးတွေကိုရောက်မှပျော်ရွှင်မှုရတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ present state ကိုလည်းတန်ဖိုးထားတတ်ဖို့လိုပါလေ။ ပြီးတော့ sunshine လေးကလမ်းမတွေးခဲ့တယ်သူ့ကိုချစ်ပေးကြတယ်ဦးဦးတီတီလေးသူ့ကိုသိတယ်ဖန်တွေကိုလည်းတေချာလေးနှုတ်ဆက်ပြီးတော့တပုံရိုက်ဖြစ်ခဲ့ပါသေးတယ်ရေးရပြီ sunshine ရေးတော်တယ် sunshine လေး ဒီလိုနဲ့နောက်ဆုံးမှာလာဝန်တို့တန်လေးကားကိုဖျက်ရတယ်ပေါ့အဲ့ဒီတန်လေးကားကတော့တမီးလေးအတွက်ကတကယ်ကို big challenge တစ်ခုတမီးလေးကငငယ်တော့ဟာဒီတန်လေးနဲ့ပတ်သက်တဲ့အတန်လေးကိုကြောက်တယ်သူ trauma ရထားတဲ့အခါကျတော့ဒီတန်လေးကားကိုသူတတ်နိုင်မှာမလားဆိုပြီးတော့လာဝန်ကိုစိတ်ပူမိတယ်တက်ကွကွဒါလေးကသူ့ရဲ့ဘဝမှာ block လေးတစ်ခုဖြစ်မလာအောင်ဆိုပြီးတော့အရင်ကတေချာပြပြချင်းပြန်တင်ပေးထားတာတော့ရှိတယ်။ ကဲအခုဆိုရင်တော့ဆန်ရှိုင်းလေးအောင်မင်းမင်းနဲ့တောင်ထိပ်ကိုရလာပါပြီ။တောင်ထိပ်ပေါ်မှာအရန်ဟိုနေပူနေတဲ့အခါကျတော့လာဝန်တို့အကြာကြီးမနေဘူး။ပြန်ပြီးတော့ဆင်နေပေါ့နော်။သမီးလေးပူမှာဆိုလို့လာဝန်ထဲနာမမအောင်ဆိုလို့ရှိရင်တော့ဆန်ရှိုင်းလေးကမြန်မာနိုင်ငံရဲ့ပထမဦးဆုံးအိမ်မွေးခွေးလေးတွေထဲမှာတောင်ဝိုင်းတောင်ထိပ်ကိုသူ့ခွန်အားလေးနဲ့သူရအောင်ကြိုးစားပြီးတတ်သွားတဲ့ကလေးလေးတစ်ကောင်ဖြစ်နေမယ်လို့လာဝန်ကတော့ယုံကြည်ပါတယ်။ ါကတော့တောင်တက်ရင်ထဲမှာသမီးလေးစီကနေပြီးတော့ရလာတဲ့ရင်ထဲထိရောက်သွားတဲ့ဘဝရဲ့သင်ခန်းစာတွေပါပြီးတော့ဒီတောင်တက်ခီရေးစင်ရလာဝန်တို့အတွက်တင်မဟုတ်ပဲနဲ့သမီးလေးအတွက်ပါအများကြီးပြောင်းလဲမှုတွေဖြစ်သွားတာလေးတွေကိုတွေ့ရတယ်။အဲ့ဒါလေးတွေကတော့နောက်ထပ်ဗီဒီယိုတစ်ခုကြတော့မှပဲလာဝန်သေးချာလေးပြောပြပေးမယ်နော်။ အန်ရဲ့တောင်တက်ခီစင်တီးဟာဆန်ရှိုင်းလေးနဲ့တူတူတက်ဖို့ဆိုရင်မဖြစ်နိုင်ဘူးလို့တွေးထားခဲ့ပေမဲ့တကယ်တမ်းလုံနိုင်သွားတဲ့အခါမှာတော့အလဝန်တို့အတွက်ဘဝမှာတန်ဖိုးထားရတဲ့မှတ်တိုင်လေးတစ်ခုပါပဲဒါကြောင့်လာဝန်တို့ရဲ့ဘဝတွေမှာ ဆင်းရဲစရာစိတ်တကြစရာမွန်းကျက်စရာတွေထွက်ပေါက်ပိတ်နေတယ်လို့ခံစားရတဲ့အချိန်ဒီမှာဆိုလို့ရှင်ဆန်ရှိုင်းလေးကိုတတိယပေးပါဆန်ရှိုင်းလေးလိုမျိုးခွင်းလေးတစ်ကောင်တော့လုံနိုင်ခဲ့လို့ရှင်လာဝန်းတို့တွေလည်းတေချာပေါက်လုံနိုင်ပါတယ် ကောင်းဆုံးလုပ်နိုင်ခဲ့တဲ့တမင်းဆန်ရှိုင်းကိုဂုဏ်ပြုပေးတဲ့အနေနဲ့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးသားလို့ရပါတယ်။အားလုံးကျေးဇူးများကြီးတင်ပါတယ်။ Bye bye ။